တောင်းမီရဲ့ something something pro something pro master ဒီနာမည်ကိုတနေ့ရရမှာဒီနီကြားခွင့်တွေလို့ခံစားနေရပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကရှောင်းမီရဲ့ထွက်လာလို့ရှိရင် number series ကရေရို something ရဲ့ something pro ရဲ့ပြီးတော့ ultra line ရဲ့ဒါပေမဲ့ဒီနှစ်ကထူးထူးခြားခြား something something pro something pro master ဆိုပြီးထွက်လာတာဒါခုနကကျွန်တော်ပြောရဲ့နင်ကြားဘူးနေတာတက်ပါအမှလည်းမသိဘူးရင်းနီကြားဘူးနေအဲဒါမှတော့ဒီကဗီဒီယိုမှာကျွန်တော်တို့ကဒီ Xiaomi something series မှာ လက်ရှိကောင်က pre-order တင်မယ်ပြုတ်ကောင်ကဝယ်တော့မယ်ဒီကောင်ကကိုရင်နဲ့ကိုက်ရလားဘလို feature တွေအများကြီးပါလာလဲပြီးတော့အရင်နှစ်ကတည်းကဆိုင်ရင်ဘာတွေပြောင်းလဲသွားတာလဲ pro pro max မှာရောဘလို quality တွေရှိတယ်ဒီအကြောင်းလေးကိုပြပြပေးမယ်ဆိုတော့ကိုက pre-order မတင်ခင်နဲ့တန်းပြီးတော့တည်ပါမယ်ပြီးတော့ကိုက ben model ကိုကိုအနေနဲ့ pre-order တင်ရမယ်ဝယ်ရမယ်ဆိုတာလဲတည်ပါမယ်ဆိုတော့ကျွန်တော်တို့ Xiaomi Samsung City အကြောင်းလေးစာရအောင် ပြီးတော့ဒီနှစ်မှာကထူးထူးခြားအနေနဲ့ပုံမှန်ထက်ကိုပို့ပြီးတော့ကျန်းလာတယ်လို့ပြောရမယ်။ Video series အပြင်ပေါ်မှာ Pro ဒါပြီးတော့ Pro Max ဆိုပြီးတော့ထပ်ထွက်လာတယ်။ဒါကတော့အလုံးတနည်းအားမှာတော့ဒါဒီ series ကကြားဘူးမှာပါ။ဒါမှ Pro Pro Max ဆိုတဲ့ series ကဒါကြားဘူးလိမ့်မယ်။ဒါပေမဲ့ဒီနှစ်မှာ Xiaomi ကအဲ့လိုမျိုးထုတ်ချလာတာ။ဒါမှမဟုတ် Legion ကိုယ်တိုင်ပြောတာတော့ဒါဒီကောင်ကလည်းဟုတ်တို့တချို့ရပြောတော့ဒါ lucky name မှာမဟုတ်လို့ဒီဘက်ကိုရောက်လာရပြောရဲတချို့ကကြတော့လေဒါ something series နဲ့ apple something series နဲ့ရှင်တီးဖို့ဆိုပြီးတော့ ဖတ်လာလာမျိုးတော့ပြောတယ်ဆိုတော့ဒီနှစ်ရဲ့အစ်စ်ပေါ့နော်မိုင်ဆုံးလို့ပြောလို့ရတယ်အလန်းဆုံးလို့ပြောလို့ရတယ် Xiaomi Something Pro Max ကနေပြီးတော့ကျွန်တော်တို့စပြောအောင် Xiaomi ရဲ့ Something Pro Max ကကြတော့ပြောရမယ်ဆိုရင်ဒါဒီ line app ပေါ့နော်အကောင်းဆုံးနေအမိုက်ဆုံးဆိုတာမျိုးတွေကိုပြည့်ထည့်ထားတဲ့ကောင်မျိုးဒီ pro max ဆိုတဲ့နာမည်နဲ့အတိုင်းပဲ display size တွေ camera တွေ battery တွေအစအကုန်အကြီးကြီးတွေတုံးမိထားတာဆိုတော့ဒီကောင်ရဲ့ display ကစကြောတာပေါ့ဒီကောင်ရဲ့ display ကကြာတော့6.9 inch ဖြစ်သွားတယ် LTPO emulate နဲ့ပဲဒါကမှ100နေဟက်စရမယ်။တခြားကြံတဲ့ဒါ HDRI ပြီးတော့ Vivid တွေဘာညာပေါ့ Adobe Vision တွေအကုန်လုံးအကုန်လုံးကပါပြီးသား။ပြောရရင် flash level display အနေနဲ့ရှိတယ်။တကယ်လည်း mic တယ်။ Display ဆိုလို့ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီ